လူတို့နာလဘဘဘမှတ်မိပါတယ်ဒီမှာဗျာသူကတော့ပြောတော့ဘောအဲဝါလာဦးနိုင်လားဆိုပြီးတော့ပြပြတော့ဥပ္ပံပြောပါတယ်ဒီမှာဗျာကိုယ်ရရအောင်ရှိပါသေးတယ်နေစိုးပြပါဗျာဟောအဲ့ဒါလေးရတာရှိတယ်ဒီမှာဗျာပြောပါအဲဥပ္ပံစိန်ကာရပါပဲဒီမှာဗျာဥပ္ပံစိန်ဘုဘောက်စိန်ကာရအဲဒူ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 လင်္ကာအတိုင်းပေါ့နော် ်တော်ဝေကပါပဲပြမပါဥပ္ပဆိုင်မွေးဒီမှာအနေကတလင်းလာအင်္ဂါနေ့မှာရှင်ငယ်ပဘုရူကြမိမာယပြမကြာပပရိမှာဖြားလို့ပါတောက်ကြမှာပါသိုးတပြနေ့ကစနေပေါ့စင်သေးတနင်္ဂနွေကြမတာချပေါ့စင်ပုံပြန်ရာဇဝဲ ဒီကျွဲဆုံးတဲ့အပြီးမှဲဆိုပြီးတော့ပြောတော့အဲဒါဆက်ဂျိုဦးကတန်ဘေးသူတို့ကလေးတွေကလိုက်ဆိုပြန်ပါဗျာစာတန်ရောက်တဲ့ဒါအဲ့ဒီဥပောက်စင်လည်းငါတစ်ခုပဲသူတို့ရခဲ့ပါတယ်တိုက်ခဝဲတော့မရခဲ့ပါဘူးအော်အဲ့ဒါသူတို့အသက်၅နှစ်အရွယ်မှာသူလည်းရှိဆရာတော်ကြီးအကြီးကျယ်အကြောင်းထံကိုရောက်လာပါတယ်အော်ပရဏသာသနာလို့ခေါ်ပါတယ်ဒီမကြီးကျွန်းရောက်ရောက်လာတာ ဟုတ်ပါတယ်ဗျာဒီမှာသူကအဲ့ဇာတိမဟုတ်ပါဘူးဟိုတောင်ကုန်းမြို့နယ်ပေါ့အန်ရွာဇာတိဖြစ်ပါတယ်ဩဒီမှာဆိုတော့ဒီဆရာတော်ကြီးဟာသူကနိုင်ငံတော်အစိုးရချင်းပါတယ်ဓမ္မစရိယဇာမွေးကိုအောင်လို့သာသနာ့ဒေသဓမ္မစရိယဘွေကိုလည်းရလာပါတယ်ဒီမှာဗျာ တို့ရောက်တဲ့အချိန်မှာဆရာရိယာတဲ့30ရွယ်ပေါ့ဗျာမှန်ပါတယ်ငါမြင်ရခုဆိုဆရာရိယာတဲ့60ရှိပါတယ်ဟောဟောကျမတို့ကျမတွေဟိုဒီမှာဗျာငါတို့ရှိနေတဲ့မဟာကန္ထဝဇကပန္နိတာဘွဲနဲ့အကမဟာကန္ထဝဇကပန္နိတာဘွဲကိုလည်းရပါတယ်ပေါ့နော်ဘုမွေဆရာပဲပေါ့ဆရာရင်ငယ်ဆရာရင်ကံကိုလဲလေးဘုံလုံးကြီးကတင်ပြရဗျာဒီလိုကိုဒီမှာဒီမှာအဲ့ဒါနဲ့အချိန်ကနေရပြီးတော့ကိုရင်ဝတ်ပြီးတော့သူ့စီမှာပဲတင်ပြီးတော့ဆရာတော်က ဒီတော့ဒီကျောင်းသားတွေကလည်းအများကြီးပါပဲယောမှာညမပါဗျာဆန္ဒကျောင်းမှာထားတာနေပါတယ်မိင်္ဂလာတွေမှာဆန္ဒကျောင်းတက်ကြတာပါပဲညမပါဒီတော့ဘုန်းကျောင်းမှာပဲဆန္ဒရောဆရာချိန်ခိုင်းတက်ကြတာပါဗျာညမပါဘုမာလေးရန်ဆန္ဒကျောင်းမှာတနေ့လေးရန်တင်ချရင်ကောင်းကောင်းအဲ့ဒီအောင်တက်တက်ပါတယ်သူတို့ငယ်တော်ကပဲလေညမပါဗျာအင်္ဂလိပ်စာချိန်ခိုင်းတင်ပေးတယ်နောက်ပြီးကိုရင်ဝတ်တော့ တရာသိန်းကျော်ပေါ့နော်မှန်ပါအခြေခံရရှိလာပါတယ်အခြေခံစာရီကိုအဲ့မှာသင်ခဲ့ရတယ်ပေါ့တကယ်ပြီးတော့တို့တို့အဲ့ဒီကယောဂအသက်6နှစ်ရွယ်မှာထွက်လာပါတယ်ပြမတမဆောင်းတော့38ခုပေါ့ဗျာပြမအဲ38ခုဆိုတော့ဒါအင်္ဂလိပ်တော့ထုံးပေါ့96ပေါ့နော်မှန်ပါအမတော့38ခုနဲ့နှစ်ဆက်မှာပါပဲ။ကျွန်တော်38ခုကုန်လို့ဒီကျန်ပြီးတဲ့အခါမှာကျွန်တော်38ခုနဲ့ပြည့်ဆက်မှာတို့တို့ ဒါအဲ့တော့တန်တော်30ခွန်ရဲ့တန်တော်38ရဲ့ဥတုကူလာပြေကျော်7နှစ်ရနေလို့သူတို့အဲ့တော့သင်ပါလေသင်ပါသင်ပါအဲ့ဒါယောဟန်နေပြီးတော့ဒီလာတောင်ကုန်ရောက်တောင်ကုန်ဆိုတော့လေသူတို့ငယ်တော့မရောက်ဘူးပါဘူးမှန်ပါဗျာအဲ့တော့လက်မဲ့ဆက်တွေရသူတို့ကားခက်ခဲတာဘူးဗျာဒီတောင်ကုန်နဲ့ရန်ကုန်ကတော့ဒါကပြည်ကတော့လမ်းပေါက်နေပြီပေါ့ဒါမဲ့မြေလမ်းပါပဲဗျာဒီမှာပုံနဲ့ချောင်းချောင်းထားပြီးတော့ RCD ကြီးနှစ်စီး မရောင်ကြီးတယ်တင်မတူရှည်ရှည်နဲ့သူတို့သွားရတာတင်မပြအာဒီခါလေးပြက်လို့ရှိရင်လူတွေကယောက်ျားတွေကအောက်ဆင်းပြီးတွန်းရဟိုကမိုးလည်းမပါပါဘူးဟိုအဲ့ဘက်ပါပြန်စင်းစားတော့လေတင်မသူတို့လက်ရှိရောက်နေရွာအာတောက်စရာရေလည်းမပါဘူးဟိုမပါတော့အိမ်မှာဒီကမကြီးတရားဘဝဝမှတ်မိတယ် တမ်ပါသူကပြန်ရေထုတ်တော့ကိုလေးပြပါအောင်ဆိုကျောင်းတော့ပါလာတမ်ပါဗျာပြုတော်ကယွာကပြုတော်အမျိုးဥပဒင်ဆိုတဲ့တကကြီးကြောင်းနဲ့လိုက်လာတာသူခေါ်လာတော့တမ်ပါဗျာတမ်ပါအဲသူကလေဘာမှရေတွေမပါလာဘူးတမ်ပါသူတို့သွားလာနေတာပါပဲဟောအမှန်ဘုံကျောင်းပြောင်းတဲ့သဘောပေါ့အဲသူတို့စာသင်ထွက်တာပါလားစာသင်ဟောစာသင်နိုင်ကိုသွားသွားပြင်မကြီးကိုပြင်မကြီးကိုစာသင်လာအော်အဲ့ကနေပြီးတော့တမဟုတ်ကရန်ကုန်လာတာပေါ့နော်မှန်ပါဗျာဒီလိုရှိတာမှန်ပါဗျာတမဟုတ်ကနေပြီးတော့အဲ့ရောတောင်လိုင်း မြေလန်းကိုအစရိကနဲ့ပြောလို့လာကြတာဗျာအာမနေ့စီရောစင်သေးပေါ့ဘရောင်းဖဲရောက်တယ်ပေါ့တင်မတင်မစင်သေးဘရောင်းရောက်တယ်အပေါ်မှာဒါအစရိကအပေါ်မှာဗာအမုံးပါပါဘူးအာဒီစီကားတွေတင်မတင်မလေးပူတယ်ဒီချင်းကအမှန်တန်တကူလာဆိုတဲ့ကပူပြဲနေချိန်ပေါ့ဗျာတင်မဗျာခုံလေးထရဲအေးဘုံအာသူတို့ခက်ခဲပါတယ်ပြန်စင်းကြတော့အဲ့ဒါနဲ့ပဲသူတို့တို့ဒါ ကိုဘက်နဲ့ဒီဘက်ဥမာဆင်သေးဆိုဒီဘရောင်းဘက်နဲ့ပြည်ဘက်ကဟာအခုလိုတရားမရှိသေးဘူးတရားလည်းမရှိသေးဘူးဟုတ်တယ်ဗျာဟိုကနေမော်တော်နဲ့ကူရတာတင်မဗျာတင်မဆင်သေးတယ်ဆိုတာလည်းမရှိသေးပါဘူးတင်မဗျာအဲ့လိုသွားတော့ကျတို့ဟိုဘက်ကရောက်တယ်ဗျာမော်တော်စီးတော့မှန်ပါဗျာစီးတော့ကျတို့နဲ့တူပါတယ်ကင်ထွန်းဆိုတဲ့တို့တငယ်ရင်းတရားကျတို့ကျတူတနည်းလောက်လေးကြီးမှာပေါ့တင်မတင်မအဲ့ဒီမှာဘုံကယဟန်လာကိုရင်လာအဲ့ဒါ6ချောင်းနဲ့ဆိုတော့ရှင်ပြကိုရင်ပေါ့ဗျာဩတင်မတင်မတင်မဆိုတော့ ဲ့တော့လည်းဘုံဘွဲကအိမ်နာပါလာတယ်တင်ပါသူတို့ကဘုံဘွဲကအဲ့ဒီလိုဘွဲကတော့အဲ့ဒီကအိမ်တော့ပါတာဆိုပြီးတော့သူကဆရာတို့ရေးပေးထားတာရှိတယ်ပေါ့ဒါပေမဲ့ဒီရောက်မှသူတို့နာမည်ကြောင်းလိုက်တာပေါ့ဩဒီရောက်မှလည်းဘယ်ဦးရောက်မှလဲဘကိုးကိုလေဩဘကိုးစာတင်တာဘကိုးကိုရောက်တယ်ပေါ့ဗျာတင်ပါဘယ်ဘယ်ကြောင်းလိုက်တော့ဘကိုးမင်းကြောင်းဆိုတာရောက်တယ်ဩဟုတ်တယ်ဘုံဘွဲပေါ်မှာမင်းကြောင်းကအရေးကြီးတယ်တင်ပါဘကိုးမင်းကြောင်းဆိုတာ မကိုမြို့မှာရှင်မရစီတီဆိုတာရှိတယ်ရှင်မရှင်မရပြာကြီးအဲအဲ့ပြာရဲ့နောက်ဖက်ဆောင်းနိုင်တာမှာကဲ့ရဲ့မင်းကြောင့်ဒီဘက်ဒီဘက်ချမ်းပေါ်အဲ့ဒါတင်မတင်မတူသွားလို့ရှိရင်ဖြောင်းသွားလို့ရှိရင်ကားရင်ရတဲ့နေရာအဲကားရင်ရတဲ့ရှိနားမှာတင်မပြာတိပြီမင်းကြောင့်အဲ့တော့မင်းကြောင့်ပြဿနာဖြစ်လို့သူတို့ချက်ပြထားတဲ့အချိန်သူတို့ရောက်သွားတာဟုတ်တင်မပြာဒီဘက်ကားလိုက်ရဒီဘက်နားမှာဓမ္မတော်လိုက်ရဇက်ဆိုရှိတယ်တင်မဟုတ်မင်းကြောင့်ပိုင်တာပါပဲအဲ့မှာနေကြရတာပေါ့နော် ဘုမင်းကြောင်ဆရာတော်ဘုမောဘလူကဆက်ပေးလိုက်တာလေမင်းကြောင်မင်းကြောင်ဆက်ပေးတယ်ဆိုတာမင်းကြောင်ကျောင်းထံနဲ့ဆရာတော်ဗရဏသူရိယဆိုတာဆရာပြေတယ်ပဲဗျာတမန်တမန်ဒါသူတို့ကမကြီးကျွမ်းရံမြို့မြို့နဲ့သူကစကူကျွမ်းရံမြို့မြို့နဲ့ဟောရခိုင်ကြော်ကြီးပဲမြန်မာသူတို့ရဲ့ဆရာတော်ရင်သူတို့ကမူလဒွာရအပိုင်းဝင်နေကိုဟောဘုမောလည်းမူလဒွာရပဲလားမြန်မာအဲ့ဒါဆရာတော်ကြီးဆက်ဆက်ကအဲ့ဒါဆိုတော့အဲ့ဒီဘုမောမင်းကြောင်ဆရာဗရဏသူရိယဆရာတော်လည်းပဲ အဲ့ဒါသူတို့နဲ့ဘုံဘုံဆက်သွေးရှိရတာဝနဆရာသမားတွေချင်းမှန်ပါဗျာဆရာသမားတွေဆက်သွေးရှိတဲ့ကအဲ့မှာသူကစတတ်ပြရဲဘဝနဲ့ဘုကမင်းကြောင့်ဆက်ပဲလားသူရိယဆိုတာဘုကမင်းကြောင့်မှကြောင်းနိုင်နေတယ်သွားပါဘောနော်တင်ပါဗျာသူကမြောင်းရပြစ္ဆုတောင်ပါဠိတက်တူမှာအကုန်လုံးအောင်ရတယ်ဘောဆရာရိယအိုးဒီနအောင်လည်းကြီးနာဓမ္မစရိယအောင်နောက်ပြီးတော့ပါဠိပါရဘူးအောင်အဲမြန်မာကိုရအောင်ပြီးတော့နာနာဇာဓမ္မစရိယနာနာဇာပြည်ဘွာဓမ္မစရိယ သနာဒဇာမဇရိယဒီကနေ့ကပါရိပါရောဘွဲရရပြီးတော့ဖြေရောရောက်နိုင်တာဟုတ်တယ်ဟုတ်တယ်အဲ့မှာအဲ့သူလေးငေပါသေးတယ်တော့အဲ့24နှစ်လောက်မှပဲအဲ့မှာကြောင်းထိုင်နေပေါ့နော်ဩဟုတ်ပြီအဲ့ဒါနဲ့ပြည်တော်အိဆာရစီရောက်တယ်ပေါ့ဗျာဘုန်းနဲ့တွေ့တော့ဆရာတော်တက်တော့ဘလို့ရနေပြည်တော်နဲ့တွေ့တဲ့အချိန်မှာသူလေးပြည်တော်တဲ့ဘလို့17နှစ်လောက်တော့ကြီးမှာပေါ့ဗျာဩဘုန်းဘုန်းနဲ့17နှစ်တော့အဲ့တော့16 16ကို17ပေါ့28 အဲ့လိုနေမှာပေါ့ဒီနေ့ကြီးကျောင်းတိုင်းကလင်းငါးနှစ်ပဲရှိသေးတယ်သူကလည်းဟုတ်တယ်ဟုတ်တယ်ကျောင်းတိုင်းရောဗျာအဲ့တော့ဘကောကတိုးတက်ပါတယ်တာတိုးတက်တယ်ဘကောကစနန်တကြီးတွေဥမာသရဏမိုင်နိုင်တို့ချက်ခဝန်းတို့ဆိုတာရှိရလေဟုတ်တယ်ဗျာတန်တာနာမောင်ဆိုတာကတော့အများကြီးသားကမရှိပါဘူးဟုတ်တယ်မရှိဘူးအဲ့တော့ချက်ခဝန်းနာမည်ကြီးတဲ့ခေတ်တင်ပါတင်ပါတင်ပါအဲမဲ့တို့တို့ကအိမ်မှာမင်းအောင်ဆရာကြီးရဲ့ကိုပြီးတော့သူဆရာဘုရားဆောင်းတဲ့ပေးတဲ့ကတို့တို့ရောက်တဲ့နေ့မှာပဲတို့တို့ကငွေရန်း ိုးဝငယ်တဲ့အောင်ပါလေဗျာ။အိုးအဲဒူရောဆရာတော်ကပဲနာမည်ပြောင်းပေးပါတယ်အိန္ဒပါလာဆိုတာပေါ့။ဘာကြောင့်အိန္ဒပါလာလို့အိန္ဒဘာသာပြောင်းလိုက်တာလဲ။အိန္ဒဘာသာဆိုတဲ့ဒီနာမည်ကိုသက်မချိုက်လို့ပေါ့ဆရာတော်။မြန်မာကဆရာတော်ပြောင်းပေးဆိုတော့သူကအိန္ဒပါလာပြောင်းပေးတဲ့ကမ္မဒီ တို့တို့ကလည်းညောနာမည်တင်ကလည်းအာဒီနာမည်ကောင်းတယ်ဒါမည်မကောင်းပါညာရွေးကြတာဘို့လေဒါမဲ့တို့တို့အင်ဂျိုဘလာဆိုတဲ့နာမည်နဲ့ကတော့အငေတိုင်းဆိုအငေတိုင်းကိုတော့လက်မထုတ်လိုက်တယ်ဩအောင်တယ်အဲဒီကတို့တို့ရောက်စားနေပဲတောင်တော်38ခုနှစ်စာမွဲဩတင်မပြတင်မအင်္ဂလိပ်လိုဆိုတော့86ပေါ့ဗျာတင်မတင်မအဲအော်ပြီးတော့နောက်နေ့ရောက်တော့တို့တို့ဆိုအလန်တန်ကြတော့တို့တို့ဒါဟိုပါဘို့နော် လည်းလည်းရောက်တဲ့ကတော့အင်ဒပါလာဆိုတဲ့နာမည်နဲ့ပြည်သူကြောင်းပြီးခေါ်တယ်ပေါ့လက်တမ်းမှာရှိတယ်ပေါ့အဲဆိုလက်တမ်းရှိတယ်ဗျာဖြည့်ပြီးတော့ပြည်သူတို့ဒီမှာထူးခြားတာလေးသူပြည်သူတို့ပြောပြပါအဲ့လိုမျိုးလေးကြီးကြားကျင်တာတင်မှာထူးခြားတာဗာလဲဆိုတော့ပြည်သူတို့ဒီအစိုးရအလိုက်တမ်းအောင်တဲ့အဝါဖြည့်တဲ့နှစ်ဒီတင်မှာသံတော့မြန်မာလိုဆိုထောင်တော့39ပေါ့နော်တင်မှာတင်မှာအဲအင်္ဂလိပ်လိုဆို1980 တန်ကော88ပေါ့ဗျာတမတမ96 96မှာလက်တန်း90 90ခွန်မှာငွေရအောင်လေငွေရအောင်နေ88မှာလက်တန်းလက်တန်းဖြေတော့နောက်ဆုံးဘာသာပြန်ဖြည်းပြီးတဲ့နေမှာဗောလားညနေမှာပြုတော့ထူးကြတာလေပေါ့မှန်ပါဗျာပြုတော့မင်းကြောင်းကမတ်မလန်ရဲ့ဒီဘက်မှာတရေ300အကုန်လုံးပြုတော့ညနေပိုင်းမှာတရေတော့ညနေဆုံး9နိုင်ဝန်းကျင်လောက်မှာမှန်ပါဆောင်းဖြည်းပြီးဆိုတော့ပြုတော့ရဟန်းခံမို့6တော့တဲ့ एन लगाया